ပြောတယ်အဲ့တော့အခုအချိန်မှာ BIOS လို့ပြောလဲဟို firmware လို့ပြောတာအောင်နားလေရမယ်နော် Okay ဒါဆိုရင် Legacy BIOS နဲ့ UEFI နဲ့ကဘာကွာတာလဲအဲ့တော့ကျွန်တော်ကွန်ပျူတာမှာ motherboard အဓိကဒီ firmware က motherboard ပေါ်မှာပါတာအဲ့ကျွန်တော်ကွန်ပျူတာအမျိုးအစားနဲ့မဆိုင်ဘူးနော် Dell ပဲဖြစ်စေ HP ပဲဖြစ်စေ Lenovo ပဲဖြစ်စေအထဲမှာဘာ motherboard တုံးတာလဲဆိုတဲ့ပုံမှာမှုတည်တယ်အာ ဒဲရို Acer ရို Lenovo ရို့ဆိုတော့တို့က customize motherboard တွေပြန်ဖန်တီးတယ်ဆိုတဲ့အတွက်ဟိုသူသူတို့ရဲ့ program နဲ့သူတို့လာတယ်ပေါ့နော်ဥမာဒဲဆက်မှာဆိုရင်အာဒဲ motherboard ဒဲ motherboard တော့မဟုတ်ဘူးပေါ့နော်သူတို့ customize လုပ်ပြီးတော့ဟိုဟို MSI ကိုလည်းအရင်အမ်းမဲ tower တခြားဒီ gigabyte ကိုလည်းအရင်အမ်းမဲဟို customize မှာတာပြီးရင်အထက်မှာရှိတဲ့ program ကလည်းသူကသူဟိုဒဲလူကုန်လည်းဖြစ်ကောင်းဖြစ်လိမ့်မယ် โอเคထားပါအာဒါပေမဲ့ကျွန်တော်တို့ပုံမှန်ပေါ့ desktop ကြီးစင်တဲ့အခါမှာ motherboard ကအာ sam ဒီ msi motherboard လာအာဒါမှမဟုတ်ဆိုရင်ဒီ osus လာစသည်ပြပေါ့နော်ဟာအမျိုးမျိုးဖြစ်နေမယ်အဲ့ဒီ motherboard ပေါ်မှာရှိတဲ့အာ firmware program က motherboard ထုတ်တဲ့ company ကတခါတည်းထည့်ပေးရတာကျွန်တော်တို့မှပြင်ဆင်လို့မရဘူးအာကျွန်တော်ရွေးချယ်လို့မရအောင်တကယ်လို့ update တွေရလဲအဲ့ဒီ motherboard ထုတ်တဲ့ company က ပေးမှပဲကျွန်တော်က update တင်နေလုပ်လို့ရတယ်ကိုယ်တိုင်ရေးပြီးထုတ်လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော် motherboard မှာအမျိုးအစားသုံးမျိုးနဲ့တွေ့ရလိမ့်မယ် UEF uh UEF file တီးတက်မဲ့သုံးလို့ရတဲ့ motherboard ရှိတယ် UEF file ရော bind legacy bind ရောနှစ်မျိုးလုံးသုံးလို့ရတဲ့ found uh နှစ်မျိုးလုံးသုံးလို့ရတဲ့ motherboard ရှိတယ်ဟိုးအရင်တော့ဆိုရင်အရင်တော့ motherboard အဟောင်းနေဆိုရင် legacy bind ကိုတစ်မျိုးတည်းပဲသုံးလို့ရတဲ့ motherboard မျိုးစားဆိုပြီးတော့ဟိုရှိမယ် တော့ motherboard ရွေး motherboard မှာဆိုရင်အာအမျိုးအစား၃မျိုး motherboard မှာပါတယ် firmware ပေါ့နော် firmware အမျိုးအစား firmware ပါဝင်မှုကအာ legacy ပဲပါတာရှိမယ် UEFI ပဲပါတာရှိမယ် legacy ရော UEFI ရောနှစ်ခုလုံးပါတာရှိမယ်ဆိုတော့ကျွန်တော်ကလက်ရှိကျွန်တော်တို့သုံးနေတဲ့ computer ထဲမှာဆိုရင်အဲ့ဒီအမျိုးအစား၃ခုတွေ့လိမ့်မယ်အမျိုးအစား၃ခုကဖြစ်ကျင်တယ်လို့ဖြစ်နေလိမ့်မယ်ဆိုတော့ကျွန်တော်ကကိုယ့်ရဲ့ computer က UEFI ရော legacy ရော နှစ်ခုလုံးပါတယ်ဆိုရင်တော့ပြဿနာမရှိဘူးနှစ်ခုလုံးဆက်ဖို့ပေးရဆိုရင်တော့ပြဿနာမရှိဘူးအာနှစ်ခုလုံးမဟုတ်ဘဲနဲ့တစ်ခုပဲဆက်ဖို့ပေးရဆိုရင်တော့ကျွန်တော်ကသူ့ရဲ့အချက်အလက်တွေကိုစဉ်းစားထားဖို့လိုတယ်သူ့ရဲ့အလုပ်လုပ်သူ့ရဲ့ quota ချက်ကိုတခြားလေးနားလည်ထားဖို့လိုတယ်ဒါမှသာလေကျွန်တော်တို့ရဲ့ hectic ကို partition တွေပိုင်းတွေကဘယ်လိုပုံစံမျိုးပြင်ဆင်ရမလဲဆိုတာသိမှာပါဆိုတော့ legacy bio နဲ့ uf5 ရဲ့ ွာခြားချက်ကလေးကိုအရင်ဆုံးလေ့လာကြည့်အောင်အဲ့တော့ legacy bios ဆိုတာ bios ဆိုတာ basic input output system ကိုပြောတယ် uef file ဆိုတာ unified extensible firmware interface ကိုပြောတယ်အဲ့တော့အော်ဒါကဟိုအရင်တော့အသုံးတဲ့ version ဒါကခုနောက်ပိုင်းထွက်လာတဲ့ version 2010ရဲ့ရှေ့ပိုင်းကထွက်ထားတဲ့ computer တော်တော်များများက legacy bios only ပဲဟို uef file စက်ဖို့မပေးဘူး 2010နောက်ပိုင်းမှာထွက်လာတဲ့ကွန်ပျူတာတွေမှာတော့ Legacy ရော UEFI ရောနှစ်ခုလုံးကို support ပေးတယ်။အဲ့တော့ user က Legacy အနေနဲ့တုံးကျင်လား UEFI အနေနဲ့တုံးကျင်လား setting ထဲမှာတိုက်တလို configuration လုပ်လို့ရတိုက်တလို့ပြင်ဆင်လို့ရတယ်။ပြင်ဆင်တဲ့ဘိုင်းတွေကျွန်တော်နောက်ပိုင်းလက်တွေ့ပိုင်းသွားမယ်เนาะအရင်ဆုံး theory သဘောတရားလေးသိမှပဲအဲ့ setting တွေပြင်ဆင်တဲ့အခါမှာ အကျွန်တော်ကထိတ်ဆက်နိုင်မှာမဟုတ်ဘူးဆိုရင်အလွတ်မှတ်တာပဲဖြစ်သွားမှာဆိုလို့เนาะအဲ့တော့နည်းနည်းတော့ရှုပ်ကောင်းရှုပ်လိမ့်မယ်ရာသလောက်လေးစူးစမ်းပြီးလိုက်နှာထောင်းပေးပါတစ်ခေါက်မရရင်နှစ်ခေါက်ပြန်ပြီးနှာထောင်းပေးပါတကယ်လို့နားမလည်တာရှိရင်လည်းကျွန်တော်တို့တည်တတ်ပြန်မိလို့ရပါတယ်အဲ့တော့ဒီဘိုင်းလေးကအရင်ရေးကြည့်တဲ့အတွက်ပါเนาะအခုနောက်ပိုင်းထွက်တဲ့ motherboard မျိုးစားတွေမှာဆိုရင်တော့ legacy bio ကို set ပို့မပေးတော့ UFI only နဲ့ပဲလာတော့ UFI only support ပေးတာမျိုးရှိတယ်အဲ့တော့ဘယ်လိုပဲလာလာကိုကဒီသဘောတရားကြီးတည်ထားရင်ဟိုကိုလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်လို့ရပါတယ်ဆိုတော့ nomadic နေနဲ့ legacy ဆိုတာဟိုအရင်က version ဟာ UFI ဆိုတာ version အစ်တည်ထားရင်ရပြီပြီးတော့ရင်သူတို့ရဲ့ user interface ပုံစံကွာပါတယ်အဲ့တော့ legacy bios က text based interface နဲ့လာတယ်အာ mouse တုံးလို့မရဘူးကီးဘုံးနဲ့ပဲတွားတယ် ခီယုံနဲ့ပဲအဲဘင်ညာ error key တွေအပေါ်အောင် error key တွေတုံးပြီးတော့ setting တွေ configuration တွေပြင်ရတယ် setting တွေရွေးရတယ်ပြင်ရတယ်ပေါ့နော်အာရိုးရိုးရှင်းရှင်းပဲဘာ graphic design မှမပါဘူးရိုးရိုးစာနဲ့ဟိုစာပဲပေါ့နော်စာတိတက်မယ်ဒါမဲ့ UI file မှာကျတော့သူက graphical user interface ပါလာတယ်အာ mouse တုံးလို့ရတယ်အခုဒီလို graphic တွေပါတယ်ပေါ့နော် headie ဆိုလဲ headie ပုံစံမျိုးလေးပြတယ်ပြီး logo တွေ design တွေအာဒါတွေပါလာတယ်အဲ့တော့ကျွန်တော်ကအာ bios ဒီ firmware setting နဲ့ပေါ့နော်ဒီ setting ကပုံမှန်အခြေအနေမှာမမြင်ရဘူးကျွန်တော်တို့တတ်မှတ်ထားတဲ့ key တွေ cloud တွေနှိပ်ပြီးတော့မှဝင်ဝင်လို့ရတယ်ပေါ့နော်အဲ့တော့ bios တဲဝင်လိုက်ပြီဆိုတာနဲ့ဒီလိုပုံစံမျိုးမြင်ရတယ်ဆိုရင်အကြံပြအပြင်ဒါဒီ legacy bios လို့ခံမှန်းလို့ရတယ်ဒီလိုမြင်ရတယ်ဆိုရင်ဒါ uef file အဲ့တော့ဒီလိုအမြင်နဲ့တော့ခွဲခြားလို့တော့မရဘူးပေါ့နော်ဒါပေမဲ့ဒီလိုပုံစံမျိုး uh graphical user interface မှာပါပဲねအ uef file support ပေးတဲ့ firmware version တွေကလည်းအများကြီးပဲရှိပါတယ်เนาะ ဆိုတော့ဟိုအကြံပြအဖြစ်တော့ UFI UFI version မှာဆိုရင်တော့ graphical user interface ပါတယ်ပြီးရင် mouse တုံးလို့ရတယ် okay ဒါကသူရဲ့အမြင်နဲ့ခွဲကြတာကိုပြောတာပါပြီးတော့ရင်အရေးကြီးတဲ့ပိုင်းလေးလာမယ်ကျွန်တော်အဓိကက Windows တင်တာက had generate story device တဲ့မှာတင်တာလीဟာဒစ်တို့မို့ SSD အဲ့တော့အဲ့ဒီဟာဒစ်တို့ SSD တို့က တို့အသုံးပြုဖို့အတွက်ဆိုသူတို့ partition တွေပြန်ပိုင်းရတယ် partition ဆိုတာအပိုင်းတွေပြန်ခွဲရတယ်ပေါ့နော်အဲ့လိုခွဲတဲ့အခါမှာ partition scheme လို့ခေါ်တယ် partition အစီအစဉ် partition style ကိုနှစ်မျိုးရှိတယ် ampere master book record လို့ခေါ်တဲ့အာ ampere partition style နဲ့ GUID partition table လို့ခေါ်တဲ့ GPT partition style ဆိုပြီးကျွန်တော်ကနှစ်မျိုးရှိတယ်ဒီဘိုင်းနေနောက်ပိုင်းမှာသိစိတ်လာအောင်မယ်အာလောလောဆယ်ကျွန်တော် အိမ်တလုံးကခန်းကန့်တယ်လို့ပေါ့နော်ခန်းကန့်မယ်ဘလို့ပကန့်မလဲအလျားလိုက်ကန့်မလားဒေါင်းလိုက်ကန့်မလားအဲအလျားလိုက်ကန့်မယ်ဒေါင်းလိုက်ကန့်မယ်စသဖြင့်ဒီလိုပုံစံမျိုးခွဲသလိုပဲအာအမြင်သာအောင်ပြောပြတာနော်ဟဲ့ဒီမှာတော့အလျားလိုက်ဒေါင်းလိုက်ကန့်တာမဟုတ်သူရဲ့ partition season ပေါ့ဘလို့ပုံစံမျိုး partition တတ်မှတ်မလဲဆိုတာကိုကျွန်တော်တတ်မှတ်ရတယ်အဲ့တော့အဲ့လိုတတ်မှတ်တဲ့ခါ MPR နဲ့တတ်မှတ်တာရှိတယ် GPT နဲ့တတ်မှတ်တာရှိတယ် Legacy Bio မှာ MPR ကိုပဲ support ပေးတယ် UFI မှာ GPT ကိုပဲ support ပေးတယ်ဆိုတဲ့အတွက် ဒီနေရာလေးမှာအရေးကြီးသွားပြီကျတို့ window တင်မယ်ဆိုပြီးတော့စဉ်းစားတဲ့အခါမှာ ကိုယ့်ရဲ့ကွန်ပျူတာက UEFI file ရော legacy ရောနှစ်ခုလုံး support ပေးရဆိုပါစို့တစ်ခုတည်း support ပေးရဆိုရင်တော့မားစရာမရှိဘူးကိုယ့်ရဲ့ကွန်ပျူတာမှာရှိတဲ့ motherboard က UEFI file ရော legacy ရောနှစ်ခုလုံး support ပေးရဆိုရင် user ကကြိုက်တယ်လို့ချိန်ပြီးတုံးလို့ရတယ် တော့ရှေ့မှာအာဝင်းဒိုးတင်ထားတဲ့သူပါဗောနော်ဆိုင်ကဝင်းဒိုးတင်ပေးလိုက်တယ်ပဲထားဆိုင်က UEFI setting နဲ့ချိန်ပြီးတော့တင်ပေးလိုက်တယ်ဒါဆိုသူ့ရဲ့ထည့်ထားတဲ့ hatic ကအာ GPD အနေနဲ့ partition ပိုင်းထားတယ်ဝင်းဒိုးတင်ထားတယ် okay သုံးနေအဆင်ပြေတယ်အဲ့တော့ကိုကဝင်းဒိုးအပြန်တင်နေတယ်အဲ့ဆက်ကိုအရာတခုတက်တယ်ဝင်းဒိုးအဆင်မပြေဘူးဝင်းဒိုးတစ်ပြန်တင်ရတယ်ထားအဲ့တော့ window ပြန်နေတဲ့အခါမှာကိုက bio setting နဲ့ဝင်ပြီးတော့ဟောပြီ UEFI နဲ့မတုံးဘူးကွာ legacy နဲ့တုံးမယ်ဆိုပြီးတော့ ြင်ဆင်လိုက်တယ်စတင်အောင်ပြင်ဆင်လိုက်တဲ့အခါမှာ legacy bios က ambia ကိုပဲ support ပေးတယ်အဲ့တော့ window တင်တဲ့အခါ headache ကိုရွေးတဲ့အခါမှာ headache partition ကိုရွေးတဲ့အခါမှာအရင် uf file နဲ့တင်ထားတဲ့ဟာဒီပြင်ဆင်ထားတဲ့ headache ကအာ gpd အနေနဲ့ format gpd partition အနေနဲ့ဖြစ်နေမယ်လीအဲ့တော့ gpd partition နဲ့ legacy နဲ့က ကပေးပဲမဖြစ်ဘူးကမတီပဲမဖြစ်ဘူးမကိုက်ညီဘူးမကိုက်ညီတဲ့အခါမှာ format တွေပြန်ချရတာမျိုးရှိတယ် window တင်လို့မရတာမျိုးရှိတယ်ပြောချင်တဲ့သူကအဲ့နေရာမှာ error တွေတက်တယ်အဲ့တော့အဲ့လို error တွေတက်တယ်ဆိုရင်ကိုကအခုလက်ရှိကိုရဲ့ headache က GPT လား MPR ဖြစ်နေလားဒါတွေပြန်စစ်မယ်အာ GPT ဖြစ်နေရဆိုရင်ကိုရဲ့ firmware ကို UEFI file နဲ့ပြန်ချိန် MPR ဖြစ်နေရဆိုရင် latency နဲ့ပြန်ချိန်တကယ်လို့လွဲနေရဆိုရင်အဲကို window တင်တဲ့ဒီ memory stick တွေကလွဲနေရဆိုရင် memory stick မှာပြန်ချိန်မယ် အာဟက်ဒစ်မှာလည်းနေရင်လည်းဟက်ဒစ်မှာပြန်ချိန်မယ်ဖောင်းမှာလည်းနေရင်ဖောင်းမှာပြန်ချိန်မယ်စသည်ဖြင့်ပေါ့နော်ဒီလိုမျိုးပြန်ချိန်မှုအတွက်ကကိုယ့်ရဲ့ဖောင်းဝေးက UEFA Legends လာကျွန်တော်တို့ခွဲခြားတတ်ဖို့လိုတယ်အဲသူတို့ရဲ့အလုပ်လုပ်တဲ့ဘယ်ဖောင်းဝေးမှာဘယ် partition scheme ကို support ပေးလဲဆိုတာသိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအမှတ်ထားလို့ရပြီ Legends Bio မှာ MPR ကိုပဲ support ပေးတယ် UEFA မှာ GPT ကိုပဲ support ပေးပါတယ်အဲ့တော့ technical tank နေဖြစ်တဲ့အတွက်ဒီ စကလုံးတွေကစိန်ကောင်းစိန်နေလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းဒီကအကြောင်းအရာတွေပဲဆက်ဆက်ပြီးခေါ်တော့မှဖြစ်တဲ့အတွက်ရှင်းပြသွားပါလိမ့်မယ်လောလောဆယ်ကျွန်တော်တို့ intro ကလေးမှာတော့အာဒီဒီဒီ legacy က mpr နဲ့ใกล้နေတယ်အာ uf file က gpg ပေါ်မှာအလုပ်လုပ်တယ်ဒီဟာလေးတည်ထားရင်အဆင်ပြေပါပဲအဲ့တော့နောက်ပိုင်းမှာဒါတွေကဆက်သွားအောင်မယ်လောလောဆယ်ဒီအကြောင်းဒါလေးရင်းနဲ့အာစိန်နေရဆိုလဲဟိုဒီတိုင်းပဲမှတ်မှတ်ထားလိုက်ပေါ့နော်အာမှတ်ထားလိုက်ရပါတယ်အဲ့တော့နောက်တစ်ခုဆက်သွားမယ်အာ လက်ဂျန်စီဘိုင်ယိုကအမ်ပီယာနဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်အမ်ပီယာပါတီရှင်းစကင်းနေမှာသူ့မှာ limitation တွေရှိတယ်။အာ partition size ကို f2 2.2 terabyte ထိပဲလက်ခံတယ်။လက်ခံတာဖြစ်တဲ့အတွက်ကျွန်တော်တို့လောလောဆယ်မှာတော့လေဟို bio starter uefi data တိတ်ပြဿနာမရှိသေးဘူး။ဘာလို့လဲဆိုကျွန်တော်က hectic တွေတုံးတယ် ssd တုံးတယ်ဆိုလဲ 1t ကို 2t ကိုဒီလောက်ပဲတုံးကြတာများတယ် တကယ်လို့ကိုကအကြီးရေ site ကြီးသုံးမယ်အဲ 8TB လောက်သုံးမယ်80 block သုံးမယ်ဆိုရင်တော့အဲ 8TB လောက်ကို ွန်ပျူတာထဲမှာတက်ဆင်ထားတယ်အဲ့ဒီ 8TB ထဲမှာ Windows installation တွေလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကမဖြစ်မနေကိုယ့်ရဲ့ firmware က UEFI ဖြစ်နေဖို့လိုတယ်မဟုတ်ဘူးဆိုရင် Legacy ဘိုင်အိုမှာ 8TB ကို support မပေးတော့ဘာ Legacy ဆိုရင် MBR နဲ့ partition ခွဲပိုင်းရမယ် MBR partition မှာ 2.2TB ထိပဲ limitation ရှိတယ်အဲ့တော့ကျွန်တော်တို့ကအရာတခုတက်လာရင်ဒီ limitation တွေအကြောင်းကိုကျွန်တော်တို့နားလည်ထားဖို့လိုတယ်မဟုတ်ဘူးဆိုရင်ဘာလို့ install လုပ်လို့မရတာလေဘာလို့တက်လို့မရတာလေဒီ back set မှာတော့ support ပေးပြီးတော့ဒီ computer ကိုတက်လိုက်တဲ့ချိန်ကျတော့ဟိုဘာလို့ဒီ hard disk ကိုမတည်တော့တာလေ window ဘာလို့တင်လို့မရတော့တာလေအဲ့တော့ဒီလိုအကြောင်းအရာလေးတွေကိုကျွန်တော်တို့ဟိုဒီလိုအကြောင်းအရာတွေဖြစ်တတ်တယ်အဲ့တော့ဟိုအဲ့တော့ကျွန်တော်တို့တို့ရဲ့အာတခုချင်းစီရဲ့ specification လေးကိုတင်ချလေးနားလည်ထားဖို့လိုပါတယ် okay UFI မှာတော့ larger partition သူ့မှာအကန့်အသတ်မရှိဘူးအကန့်အသတ်တော့ရှိတယ်အဲ့ဒီကန့်အသတ်ကအများကြီးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်လောလောဆယ်မှာ အအကန့်တက်ဘောင်းဘောင်းဘောင်းထရီမရှိဘူးဆိုပြီးတော့စဉ်းစားထားလို့ရပါတယ်ပြီးရင် legacy bios မှာ no secure book security feature တွေဘာမှမပါဘူးဆိုရတော့အာ book setter files တွေပေါ့နော်ကျွန်တော်တို့ရှေ့မှာ file scan တွေပြပြခဲ့တယ်အာ book setter files တွေကအာ legacy bio မှာဆိုရင်အနေရှိတယ်အာ files တွေထိခိုက်နိုင်တယ် UR file မှာတော့ secure book function ပါတာဖြစ်တဲ့အတွက်သူကအဲ့ဒီ finance တွေကိုအကာအကွယ်ပေးနိုင်တယ်ပေါ့နော်ဆိုတဲ့ဘောကအာကျွန်တော်တို့ဟို window uh, sorry camera ဖွင့်တော့မယ်ဆိုရင် power clone နဲ့လိုက်တယ် power on subtitle လောက်လုပ်တယ် power on subtitle ကလုပ်တယ်ပြီး firmware ကအာ book အာ firmware ကနေပြီးတော့ pull order light အာ pull လောက်တာခေါ် pull လောက်တာ program run နေပေါ့နော်ထားပါတော့ pull လောက်တာ run နေ pull လောက်တာကနေပါ window ရှိတဲ့ partition တွေက window file ကိုတော့ခေါ်မှာ တော့ window file ကိုတော့ခေါ်တဲ့အခါမှာအဲ့ဒီခေါ်လိုက်တဲ့ window file က virus ပါလားမပါလားဆိုတာကို legacy bios program ကမစစ်နိုင်ဘူးဒါပေမဲ့ uf file ကတော့စစ်နိုင်တယ်စစ်ဖို့အတွက် secure boot ဆိုတဲ့ program ပါတယ်အာဆိုတော့ security ပိုကောင်းတယ်ပေါ့နော်ဒီဘက်မှာမစစ်ဘူးဆိုတဲ့အတွက်အဲ့ဒီခေါ်တင်လိုက်တဲ့ window file ထဲမှာ virus ပါလာတယ်ဆိုတော့ virus က anti virus တဲ့အရင်ဦးဆုံး run နေပြီဆိုရင်ဝင်လို့တက်လာတဲ့အချိန် anti virus ကဘာမှအလုပ်လုပ်နိုင်မှာမဟုတ်တော့ဘူးလေအဲ့ခါကျရင်အဲ့ဒီ window က installation ပြန်မလုပ်မချင်းအဲ့ဒီ virus ကမပြတ်ဘူးဆိုတာဖြစ်သွားနိုင်တယ်ဆိုတော့ UEFI မှာဆိုတော့အဲ့ဒီအရာကြီးဟိုထိုက်လျောက်ဖြည့်ရှင်းပြီးသားဖြစ်နေမယ်ဘာလို့လဲဆိုတော့သူ့မှာအာအဲ့ဒီ ဝင်းဒိုးဘုတ်လောက်တာခေါ်တဲ့အချိန်မှာဝင်းဒိုးဖိုင်ခေါ်တင်တဲ့အခါမှာအဲ့ဒီဝင်းဒိုးဖိုင်က virus ပါလားမပါလားဆိုတာစစ်ပေးနိုင်တဲ့ security feature က UEFI firmware မှာတခါတည်းပါခဲ့ပြီးသားဆိုတော့ဘယ်ဟာပိုကောင်းလို့မင်း UEFI ကပိုကောင်းတယ်လို့ပြောလို့